ဟယ်လိုရွာလဲလမ်းမကြီးတခုလုံးတဲလဲစိတ်ကားနေပါလားဟမ်အရက်ကတော့ရေးကြည့်စမ်းပါဦးရေးပတ်တဲ့ကလေးလူကြီးကလည်းရွာမှာရှိတဲ့လူကုံလားအောင်းမရတယ်ဒီနေ့ကတနေ့နောက်ဆုံးနေ့ဆိုရင်တော့ဘွားကျန်းအောင်ပတ်ကြပါလေဟောဥပုပ်တွေကလည်းဝဲကောင်းစားရတွေနဲ့ထမင်းချိုင်းတွေနဲ့ဖုံးချောင်းတွားကြဖို့ရွာလမ်းမပေါ်မှာဘသူရေဘဝရေးဆိုပြီးတော့တကြောကြောအော်ခေါ်နေကြပါလားဒီလူတွေကြားထဲမှာ ပိုက်ကုံစုပ်ပခုံးတင်ပြီးတော့ ကာယကာယနဲ့သွားနေတဲ့ငမိုးကိုအားလုံးကမျက်စောင်းထိုးကြည့်နေကြတယ်။လည်းပဲမှာစိတ်ပီတိအကြီးကြီးတယန်းယန်းနဲ့ဒေါ်ဖူးညိုကမနေနိုင်မထိုင်နိုင်ရေပတ်နေတဲ့ကလေးလေးစီလှမ်းပြီးတော့ထက်ကောင်လေးတွေအခါကြီးရက်ကြီးနော်ကောင်းကောင်းနေကြလို့တော့မှစောင်းပြောသေးပါတယ်။သူတို့ကသူတို့ကြည်ကြည်ဆောင်ဆောင်ငမိုးတို့ကတော့ဂရုမစိုက်ပါဗျာ။အရေးမဟုတ်ပါဗျာ။ဘယ်နဲ့ဗိုက်စားတာကအရေးဗျ။ဟင်းမရှိတာကအရေး။ မာကြံကြံထမင်းနဲ့ခန်းညင်ဒီချက်ရေလုံပြုတ်ကို၃ရက်ဆက်တိုက်ဘသူတွေကစားနိုင်မှာတော့ပြောကြဆံပါကိုရမတခုံးငမိုးလို့နာမည်ပြက်ပြီးပြောနေကြပြီဒီတော့ဗဇက်ကလည်းပြက်နေပြီဗျစုဖြိုးတဲ့အချိန်မှာစုဖြိုးတယ်လို့ဝတ်တလဲအမဲတလဲငမိုးတို့တုတ်ခဲ့ဦးတာကိုအေးလေဝတ်မစားခင်ဆက်ကြတော့ငားလေးနဲ့ပဲပေါင်းကော့ထားမှာပဲမြေကန်းစိတ်မှာငမိုးတယောက်ပိုက်ဆုပ်ပုတ်ခနဲ့ကြာတန်ကြတော့အထက်နားမှာရေချုံနေတဲ့ ဘာသာတင်ဟာလှန့်ကြည့်တယ်။အောက်မှာငမိုးတို့ကတော့ကွာအလောက်ကောင်းကင်ကားတွေလှုပ်တဲ့မနဲ့တူတယ်။အောက်နောက်ကိုတော့ကွာငါဒီမှရေတရဝါတွေအတွက်မြစ်တာတော့ရွတ်နေတာကွာအခါကြီးရကြီးကွာမင်းနဲ့ဘာသာတင်ကိုဘာမှပြန်ပြောမနေပဲနဲ့အောက်ဘက်ကငမိုးတုတ်တုတ်တုတ်နဲ့ခြောက်လာခဲ့တယ်။ဒီအဖိုးကြီးနဲ့မှပဲတွေ့တတ်တယ်။ရွာရဲ့တကြီးဝါကြီးဆိုပြီးတော့တအိမ်တက်စင်ဩစာလိုက်ပေးနေတဲ့အဖိုးကြီးတနေ့ကမူးနေတဲ့သူ့သားငမိုးကိုသူ့တော်မနိုင်ဘူး ပစုပ်ကိုကရောင်ကြိုက်ပြီးရေထဲကိုငမိုးဆင်းခဲ့တယ်။ခါလုံးနေတဲ့နေရာကျတော့အသာရက်ပြီးပိုက်ဆက်ကိုဖြတ်မိပြစ်တယ်။ခဏနေတော့ပိုက်ကိုဖြည်းဖြည်းချင်းဆွဲယူရင်းနဲ့စိတ်သက်ကကြာချင်လာတယ်။ငါပါဖို့မလွယ်ဘူးဆိုတာငမိုးသိတယ်။ရေနဲ့ပိုင်းလည်းမဟုတ်ပိုက်ကလည်းဖြစ်ကြတဲ့ဆန်းငမိုးကိုယ်တိုင်ကလည်းဒီအလုပ်ကိုကျွမ်းတာမဟုတ်ဘူး။မျက်နာကန်နာမှုလို့သာဒီလောက်လှုပ်တတ်တာ။မသေးဝန်းလို့သာစွန့်စားရတာ။စားချင်လို့လို့စွန့်ရတာ။ကုသိုလ်ရေးမှုလို့စူးစမ်းပါ တို့များသူငါခြွေတာသုံးလုံးငားမရဘူးဆိုမှအရေးတဲ့မြစ်လေကောင်ဘုတ်ချက်မော်တော်ဝါကနေကောင်းနာလေးတွေကတန်ကြထိုးသွားသေးတယ်။သုံးကပြပြီးမှဘာမှမရတော့လက်ကြောင်းမတက်နဲ့ငမို့ထုံးစံနိုင်မဲ့လက်လျှော့ကျင်လာတယ်။ဗဇက်ကနေလည်းစိတ်တူတူနဲ့မြစ်ထဲကငားတွေကိုမအီတွေငားတွေကုံအောင်ကင်တုတ်တယ်။နောက်တစ်ချက်ပိုက်ပြပြီးမှတော့စိတ်မရှိရတဲ့အထဲငမို့ခြေထောက်ရေထဲမှာစုကနေဖြစ်သွားတယ်။တောက်ကြုံနဲ့ပလင်ခွဲများလား ငါမရဘဲအနာရအောင်ငမိုးတယောက်သူ့ခြေထောက်ကိုကပြားကပြားရှွေ့လိုက်တော့ခြေထောက်ကတုံတုံတစ်ခုကိုတော့တိုက်မိတယ်။ဘာလဲဟာလိတ်လာမွေလာကြောက်စိတ်နဲ့ကမ်းပေါ်ကိုတက်ပြေးမှုငမိုးကြံတော့မှာပဲဖြက်ခနဲ့ဆိုတတိယသွားတယ်။နေုံလေငမိုးဖြက်ခနဲ့ဆိုပြေးပေါက်ရှာတဲ့ကျင့်ကိုခဏထားအောင်ဒီနာဝန်းကျင်မြေစိတ်လျှောက်ဟာကမ်းမတွေပြိုအိမ်တွေပါပြီးကလေးကရေချိုးတဲ့လူတွေလက်စွပ်တွေတွေ့လက်ကောက်တွေတွေ့ဆွဲကြိုးဆွဲပက်တွေနဲ့ ဟိုတလောကဆိုတန်ငါတဲ့တယောက်လှေလေးတစ်စင်းနဲ့ကန်းဆက်ကိုကတ်နေတော့အိုးလေးတစ်လုံးကိုတွေ့တယ်။ငွေရင်းကားပြားတွေအပြည့်နဲ့အိုးကိုရတယ်။ဒီနေရာဟာရှေးကချမ်းသာတဲ့သူတွေနေတာတဲ့ငွေအိုးပြင်ရွှေအိုးတွေလည်းဒီနေရာမှာရှိချင်ရှိမှာ။ငမိုးရဲ့ခြေထောက်ဟာလုံးတုံးတုံးအရာကို အတင်းတွေကတ်ထားပြီးတော့ရေထဲကိုဆုပ်ခနဲ့အမြန်ငုတ်ချတယ်။လက်ထဲကပိုက်ဆုပ်သွားပြီးတော့ငါးကြီးအာနန္ဒာဝင်နေလဲငမိုးဂယုမဆိုင်တော့ဘူး။ရေထဲကလုံးတုံးတုံးအရာကိုငမိုး လက်နှစ်ဖက်နဲ့အတာမှပြီးတော့ရေပေါ်ကိုဖော်တယ်။ဟာ။အိုးပဲကွာ။အိုးလေးတစ်လုံးပဲ။ထိုင်းရင်မျိုးအိုးလေးလိုပဲအဖုံးတော့မပါဘူး။ရေတွေနဲ့ပြည့်ပြီးအိုးလေးလိုငမိုးတယောက်တိကျကြည့်တယ်။ရင်တွေတုံးလာတယ်။အိုးကွာအိုး၊ရွှေအိုးပဲ။အတန်တုံကြီးអော်ပြီးတော့ငမိုးတယောက်ကမ်းမော့ကိုပြစ်တက်လာပြီးအိုးတဲ့ကအရာကိုတုံချလိုက်တာနဲ့အရင်ဆုံးရောက်လာတာကဘာသာတက်ပြီးတော့ကမ်းမော့ဘော်ကဖြစ်သွားရင်ကြားလိုက်တဲ့ကောင်းလေးနှစ်ယောက်ငမိုး ဘမလဲကွာရွှေရွှေတွေတောက်အတိတ်ပဲမရှိကွာမဲဥစ္စာအိုးချမ်းကွက်တွေဟာဗျာငမိုးမျက်လုံးတွေဝါနေတယ်တကောလုံးလဲအာမရှိတော့တယ်လို့ပဲစိုးလိုက်တဲ့ကံခေလိုက်တဲ့ကံအိုးတော့ရပါရဲ့ကြည့်ပါဦးများသူများလို့ငွေရင်းကလည်းမဟုတ်ရွှေရင်းကလည်းမဟုတ်ပဲမင်းကြီးမညာမဲမဲတဲ့အိုးချမ်းခွက်တွေအဲ့ဒါလူပေါ်မူတည်တယ်ကွာကြားဖို့တမ်းမလားကိုနဲ့မထရင်ရွှေအိုးကနေအိုးချမ်းခွက်တွေမိသူတွေဖြစ်သွားတတ်တယ်ဆိုတာ မမို့တရောက်ဘာသာတင်ကိုဘာမှခွန်တုံမပြန်နိုင်ဘုတ်ထိုင်ထိုင်ပြီးတော့အိုးချမ်းခွဲတွေကိုကြည့်နေမိတယ်ဟိုတောက်ကောင်တဲ့နှောက်ကလည်းဘာမှနားလိုက်တာမဟုတ်ပါနဲ့တီတိုတီတုံရဲ့ကြည့်ကခောက်တော့ခောက်ပြန်ကြည့်တယ်ကိုငမို့ခမရဥစ္စာတွေကလေးတယ်ဗျအိုးချမ်းခွဲတော့မဟုတ်ဘူးထင်တယ်လာခဲ့စမ်းမှာစမ်းကြည့်လိုက်မယ်ယာဟာမကွဲဘူးဗျဟုတ်ကောင်လောဝဆောင်းလောက်နေတော့မကွဲဘူးဆိုတာဘာတွေပါလိမ့်ဆိုတဲ့အတွင်းနဲ့ငမို့စိတ်သက်ကြွလာတော့မှာပဲဟာ ရှေးအိုးတွေကအထူကြီးတွေကမားတယ်တော်ပါပြီတော်ပါပြီဘာတွေပဲဖြစ်ဖြစ်ဘာသာတင်နာကနေငမိုးသွားမှဖြစ်မယ်ဟိုးတွေထဲကိုဘာမှမသိတဲ့အကွက်တွေမြန်မြန်ပြန်ထည့်ပြီးတော့ငမိုးထွက်လာတယ်ကိုတာတင်တော်ရင်းနေတည်ပြီးအောင်မေလို့ကျုပ်ထမင်းပွဲကြီးနဲ့တဆောင်ဆောင်ဥပုပ်တယ်ရှင်စားတယ်တော်ဟာလေလာပါပြီဟာဟိုမာလေဟိုကောင်ငမိုးရွှေအိုးရတယ်ဆိုလို့ရွှေအိုးဟုတ်လားမဟုတ်ပါဘူးဟာအိုးပေမဲ့အထက်မှာအိုးချမ်းခွေတွေဟာ ဟဲဟုတ်ရလားငမိုးပြဇံငါကိုနတ်ပတ်တဲ့ဒီအဖိုးကြီးအဖွားကြီးလင်မြောင်ကိုငမိုးရှောင်မရတော့ဘူးအဖွားကြီးကအချက်တစ်ချက်ကိုယူပြီးတော့မေ့ကုတ်ကြည့်တယ်။အိုးကွဲလို့လို့စင်ကွဲလို့လို့မာတတာနဲ့ရွှေငွေတော့မဟုတ်ဘူးဟဲ့ငါတစ်ချက်ပေးကြစမ်းငါမီးလေးတွေထွေးပြရအောင်လို့ယူပြားယူမြန်မြန်နားအေးဖို့အရေးကြီးတယ်ဒါနဲ့ပဲငမိုးအိမ်ရောက်မှာမဟုတ်တော့ဘူးငမိုးမြန်မြန်ရှောက်ခဲ့ပေမဲ့အိမ်ကိုတော်တော်နဲ့မရောက်သေးငမိုးအိုးတစ်လုံးရတယ်ဆိုတဲ့တဲ့ရင်ဟာရွာလေးလမ်းမမှာပြန့်နှံ့နေပြီး ိုးတွေကမတတာအရာတွေကိုယူကြည့်ကြပုတ်ကြည့်ကြနဲ့တချို့ကလည်းဘိုးသူရဖြစ်နေကြည့်အောင်တစ်ချက်လောက်တောင်းနေထွေလှုပ်ချင်တဲ့ကောင်တွေကလည်းကိုငမိုးကျွန်တော်ကိုတစ်ချက်လောက်တစ်ချက်လောက်နဲ့ပဲတောင်းတဲ့သူကိုငမိုးဆွဲပြပြလိုက်တာဆယ်ချက်လောက်ရှိတော့မယ်ဒါတော့မှအိုးထဲမှာအများကြီးရှိသေးတယ်အိမ်ရှိကိုရောက်တာနဲ့အစင်းသင်းဆောင်နေတဲ့မိမကကလားရွှေခွင်းနေမိတာကိုငမိုးငေါပစ်လိုက်ပြီးတော့အိုးချပြလိုက်တယ်ပြီးတော့ အင်ရှိကျမ်းမြင့်မှာရေဆိုကြီးနဲ့လှဲ့အိနေရမိမနဲ့သူ့အမျိုးတွေအတန်ကကြွက်စီကြွက်စီနဲ့နားထဲကိုရောက်လာတယ်။ဒါပေမဲ့ငမိုးစိတ်တုန်နေရတာတနိုင်လောက်ပဲကြာမယ်။ဟုတ်တယ်။တနိုင်လောက်ပါပဲ။ငွေမုတ်ဆိုရောက်လာပြီ။ငမိုးတို့လိုလူတွေကငွေမုတ်ဆိုငွေရင်းကားတွေငွေတုံငွေစားတွေကိုလိုက်ဝယ်တဲ့ကုန်းတွေသတင်းကြတာနဲ့အနှံ့ခံပြီးတော့လိုက်လာတာ။ငမိုးရဲ့ဘာမှမသိတဲ့အကွက်တွေဟိုစမ်းသက်စစ်စစ်ပြီးတော့ငွေမုတ်ဆိုပြောတာက ငမိုးဒီအကွဲတွေကရွှေတုံးကငွေအစ်စ်တွေဒီကဲပေါင်စင်းနေဆိုငမိုးငွေ9000တော့ရနိုင်တယ်9000ငွေ9000နဲ့ခမရဥ္စာကတုံးပိတ်သားနဲ့80သားရှိတယ်ဗျဟာအိုးသေးဆိုပေမဲ့အချင်းတော်စီးတယ်နော်စီးတာပေါ့တစ်ချက်တစ်ချက်ကိုဗျာခမရဟာက30သားလောက်ရှိတယ်ဗျအချက်သေးဆိုရင်ကို9ချက်သားတတာရှိတယ်ဟုတ်လားအဲဒီကတော့ခမရကျင်းနေတယ်နော်တစ်ချက်သားကို 150ဆိုတာကျွန်တော်လည်းအစမ်းကုန်ပေးထားတာကျင်းနေပါလေညာကျင်းနေပါလေကဲဒါဆိုငွေချေရအောင်ညာငွေတွေငွေတွေကြည့်စမ်းပါငမိုးတက်မှာမမြင်ဘူးခဲ့တဲ့ငွေတွေငမိုးအော်လိုက်ခြင်းနဲ့ဘူးဝါဘလုံးမထွေးနဲ့အတန်နဲ့တူငမိုးအိယာကနိုးလာတယ်လူလက်ထားတိုင်းရဲ့ငါငွေတွေရတာတကယ်လားအိမ်မလားဟာမဟုတ်ဘူးကွာအိမ်မမဟုတ်ဘူးမိုးလင်းကားစားအလင်းရောင်နေအောင်မှာအနေရောင်တက်လက်လက်ပြေးနေတဲ့ ငမိုးရဲ့ရေဒီယိုကက်ဆက်ကြီးကအကောင်အထည်ကြီးတက်တည်ခံလို့နေပါတယ်။ငွေမုတ်ဆိုးစီက9000နဲ့ဝယ်ချလာခဲ့တဲ့ကက်ဆက်ကြီးအနည်းရောင်ကက်ဆက်ကြီးကိုငမိုးတယောက်တရုတ်တရနဲ့ပြုတ်ထားတယ်။အိုးဒီနေ့ကနှစ်ဆန်းတရပါလား။မင်္ဂလာရှိတဲ့နှစ်ဆန်းတရပါ။မင်္ဂလာရှိတဲ့ချိန်မှာမနက်ချိန်ကဒေးတန်တာတွေကိုငမိုးရဲ့ရေဒီယိုကနေတရားလုံးကြောက်အောင်လွှင့်ထုတ်လိုက်မယ်။ငွေမုတ်ဆိုးပြတဲ့ line ဖန်နေတိုင်းလမ်းဖန်ပေးမယ်။9နာရီမထိုးသေးတဲ့အတွက်ငမိုးရဲ့ရေဒီယိုကနေကွိကွိကွာကွာတွေပဲမြည်လာတယ်။ မဖြစ်သေးပါဘူးဆိုပြီးငမုတ်ရေဒီယိုခလုတ်ကိုတုတ်ခနဲ့ပြစ်လိုက်တော့နနက်ချိန်ကတီးတန်တာကလာတော့တယ်။ဒါပေမဲ့လည်းငမိုးရဲ့ရေဒီယိုကမဟုတ်ပဲနဲ့အင်ခေါင်းရင်းကနေလာတာ။အမေမတရားမလုပ်နဲ့နော်။လူကြီးဖြစ်ပြီးစိတ်ရင်းမယုံနဲ့။ပေးကျမငွေပြားကိုခုပြန်ပေး။အောင်မာငါမွေးထုတ်လိုက်တဲ့ကောင်မမကကားများဟမ်ငါ့ကိုစော်ကားလိုက်တာဟဲ့မပေးဘူးမပေးဘူးနော်မပေးတော့နေကငါ့ကိုဘာလုပ်ချင်လဲအေးလာခဲ့လာခဲ့စမ်းမကောင်မရှေ့တိုးခဲ့စမ်း မတိုးရဲလို့တော့မထင်နဲ့နော်ဒဟိုဒင်းကြီးမအေမှုလို့မအေမှုလို့နားလေလားဘဲနဲ့တော့မတရားသဖြင့်သူယူထားတာအကြီးကြီးနှစ်ပြားတော့မှဒီကတပြားပဲပြန်တောင်းတာဒါကိုဒေါ်လောပါကြီးကပြန်မပေးဘူးတဲ့အရက်ကတော့ကြည့်မနေကြပါနဲ့ဟဲ့ကောင်မနင်းတောက်ပြာကိုငားယူတာငွေမှန်းသိလို့ယူရလားဟမ်လေးလိုင်းဖိအောင်လို့ကြည်တာကြည်တာလေးကိုရွေးပြီးယူတာလေငားယူတာအဲ့တုန်းကနင်းဘာပြောလဲကောင်မဟမ်နင်းဘာပြားတယ်မှမသိဘူးဆိုပြီးတော့ နင်းလင်အကုန်လုံးဝေပြစ်တာလေဒါကိုကြတော့နင်လိုက်တောင်းပါလားတောင်းပါတောင်းပါစိတ်ချစမ်းပါအကုန်တောင်းပါဘာမှနားမလဲတဲ့ငမိုးကိုလည်းတတ်ချင်တယ်ဝေချမ်းကြီးကောင်းကြီးငါ့ငွေပြားတဲ့အကုန်ပြန်ပေးမပေးလို့ကတော့အကုန်လုံးကိုရဲတိုင်းပဲမအေးလဲမရှောင်မှုမှတ်မိမားနဲ့ယောက်ကမရဲ့မနက်ချင်းကတေးရနာကိုငမိုးပါစက်ကြီးဟပြီးနားထောင်နေမိတယ်ဩညာကမအိတ်နိုင်မင်းနဲ့ငွေတို့ကြီးပတ်ပြီးဒီမိမငမိုးပေးခဲ့တဲ့ငွေပြားစင်းကိုကောက်နေတာဒါကြောင့်ကို အေးဖူးညိုလယ်ဘေးမှာစိတ်ပရိကြီးနဲ့မညာနဲ့တော့ကိုမီးကိုကိုမီးတန်ချောင်းတောင်းလို့တစ်ချက်ပေးခဲ့တဲ့တဲ့ပေးပါကျမငွေပြ။ဟိုအခုမှတောက်စရာလာမရှုံးနဲ့ညီးလင်ပေးတော့ကပေးတယ်လေ။ငွေပြန်အမှန်မသိတော့ပေးတာသိရင်ဘသူကပေးမှလဲ။တစ်ချက်သားကို150တောင်တန်းတာဘသူမှမပေးနိုင်ဘူး။ကိုနဲ့ထိုက်လို့ကိုရတာ။ဂျားကအချောင်မကျက်ချင်နဲ့။ရော်ဖူးညိုနဲ့ငမုံမင်းမရဲ့တပည့်ငယ်ထက်ထွက်လာတဲ့အတန်ဟာရွာလေလမ်းမပေါ်မှာပေါ့ပေါ့ညံသွားတယ်။ ကျွန်တော်များနှစ်စန်းတည်းရဲ့အန်ရယ်ကင်းပရိတ်တရားနာရန်ပရိအိုးတွေကိုယူဆပြီးတော့ဂျွာထိတ်ကိုကြွားကြပါဗျ။ကရသားကောင်းရဲ့ပြောရတဲ့ဟာရံပွဲကိုမထွန်းဖောက်နိုင်ဘူး။ဂျွာနောက်ဘက်ကနေဖုံးကြီးတွေလည်းစီတန်းပြီးကြွားတာပြီ။စားနိုင်ကြပါစေတော့မျိုးနိုင်ကြပါစေစုံနိုင်ကြပါစေသူများမတထားရေးစားကိုစားနိုင်ကြပါစေတစ်ချက်ကိုထောင်ကျော်ရတော့ဟန်ကိုကြနေရပဲတတလုံးတော်တထောင်နဲ့မကင်နိုင်တဲ့ဟာတွေကင်ကြပါစေတော့ကင်နိုင်ကြပါစေဟဲ့ကောင်မတောက်ကြီးတောက်ကြံမလုံးနဲ့ ညီကဘဲဘွားကလာတာမှလည်းလူကြီးတမဲငါပြောလိုက်ရလို့အောင်ပါဒီလိုဆိုလဲဖွားတဆုပ်လက်နဲ့ယူလိုက်တဲ့ကျမငွေပြားကိုပြန်ပေးငါမြေကစားဖို့ဆိုပြီးတော့လေဟဲ့ငါယူတာအိုးချမ်းခွဲမှတ်လို့ဟဲ့ဟေးစကားရှိတယ်ကွာ ပြန်ပေးလိုက်စမ်းမိတဆုပ်လူကြီးသူမတွေကိုလာစော်ကားနေတယ်ငါချီးတယ်မှာပဲငွေပြားတပြားတောက်ဖို့တန်လို့လို့အလိုကိုတာတဲ့ဖျားတကကြီးထိုက်တယ်တော့ထိုက်တယ်တောက်ဖို့ထိုက်တယ်တော်သေးရလားတော်တာအားအားရှိရေထဲသွားပြီးတော့ ရေတရဝါတွေကိုမြစ်တာပေါ့တဘိုးတဲပုတ်နေတာရေထဲမှာရက်နေတော့ကိုချက်တော့တွေကဘာလုပ်နေလဲဟမ်ဟိုထိုးထီတို့ထိုးကြည့်ပါလားစမ်းကြည့်ပါလားနေအမေကလွားထဲမှာပဲအตาနေစက်ဟာဘက်နေဗျာကံတရားများကလည်းအခါကြီးချက်ကြီးတရဝါတက်မလို့ကြံနေကောင်ပတ်လိုက်တယ်တရဝါတွေမြစ်တာပေါ့တဲ့လူပတ်ကြတော့ငါချီးထဲမှာပဲဒေါနဲ့မော်နဲ့လက်ထက်ကပရိအိုးကိုဘတ်တာတင်းစောင့်ချလိုက်တယ်ကွဲသွားတဲ့ပရိအိုးအိုးချမ်းခွက်စစ်တွေဟာမြေကြီးပေါ်မှာဖွေးကနေပဲ လောဘမောဟဆိုတာလောင်မိကိလေသာတဟုံဟုံတောက်လို့တာတဖြုံဖြုံမောက်မှုစွာဟောဗာမြတ်ပါလေငမိုးပါလားကြည်ကြသမှာအရက်ကလို့ရေသူ့ရဲ့ကက်ဆက်နေကြီးကိုပွေလို့ရွာလင်လန်းမှာပြုံးဖြစ်ဖြစ်ကြီးရှောင်းနေလေပုံရေစိတ်ရွာထိပ်မြေကမ်းမှာတော့ငမိုးရက်မိတယ်ဟောဗျာရေထဲမှာလေငမိုးအိုးရတဲ့နားတော်ဝိုင်းမှာရေထဲမှာငုံလိုက်ပေါ်လိုက်နဲ့ရွာထဲကယောက်ျားဘာသာတွေငမိုးတယောက်မျက်လုံးပြူတာနဲ့ကြောင်မီကြည့်နေမိတယ် မိုးရင်ကုန်တွေကကက်ဆက်နေရဲ့မနက်ချိန်ကတိတ်တန့်တာကတော့မြေကမ်းမတစ်ခုမှာပြန့်လွင့်နေတုံဖြစ်ပါတယ်။လောဘဒေါသမောဟဆိုတာလောင်မီကိရိတာတဲ့ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပြလောကဇလံပြီးဆုံးပါပြီ။နားတော်တာစင်တို့ပြည့်တက်ကြီးလဲဆေးချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံအောင်မူကြပါစေခင်ဗျာ။